သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ April 18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နှစ်သက်မှငလင်တန်ကြောင့်အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးနဲ့လမ်းဘက်ဆက်သွယ်ရေးလုပ်ငန်းများပြန်လည်တည်ဆောက်ရေးအာတုံခွန်ဆိုင်လုပ်ရတော့မယ်လို့မင်းအွန်လိုင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနှစ်သစ်မှာငလင်တန်ကြောင့်အစိုးရယုံထဏာများပြန်လည်တည်ဆောက်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများပြန်လည်တည်ဆောက်ရေးလှုပ်ဆောင်ရမယ်လို့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုလိုက်ပါတယ်။မင်းအောင်လိုင်းကယနေ့ထုတ်ပြန်တဲ့နှစ်သစ်ကူစကားအဖြစ်စစ်ကောင်စီဝါရဖြန့်သတင်းစာများမှာရင်းကဲ့သို့ပြောဆိုထားခြင်းဖြစ်ပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်နေပြည်တော်မှာဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများအလွန်အများအပြားပျက်စီးခဲ့ပေမဲ့စစ်ကောင်စီကအပျက်စီးသတင်းများကိုထုတ်ပြန်ခဲ့ခြင်းမပြုရမှယခုနောက်ဆုံးမှာငလင်ကြောင့်အပျက်စီးကြီးမားခဲ့တဲ့ဝင်ကြီးဌာနရုံးများပြန်လည်တည်ဆောက်ရေးလှုပ်ဆောင်ရမယ်လို့ဝန်ခံလာခြင်းဖြစ်ပါတယ်။ငလင်ဘေးတန်တဲ့ဒေသတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လက်ပတ်ဆက်သမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအာတုံခွန်ဆိုင်ဆောင်ရွက်သွားပါမယ်လို့မင်းအွန်လိုင်းကဆိုပါတယ်။ လက်ရှိမှာနေပြည်တော်မှာလုံးဝပျက်စီးသွားပြီးတုံးဆွဲမရတော့တဲ့ယုံဌာနများအနေနဲ့ဇေယျသီရိမှာရှိတဲ့စစ်ယုံနိုင်ငံတော်သမရယုံနိုင်ငံခြားရေးဝန်ကြီးဌာနယုံအလို့သမားဝန်ကြီးဌာနယုံပြည်တော်စုတရားလွှတ်တော်ချုပ်ယုံနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံယုံစက်မှုဝန်ကြီးဌာနယုံလူဝင်မှုကြီးကြပ်ရေးယုံတို့မှာငလင်ကြောင့်လုံးဝပျက်စီးသွားခဲ့ကြောင်သိရှိရပါတယ် ယာယီယုံတွေတတ်မှတ်ထားတဲ့နေရာမှာစစ်ယုံနဲ့တမနာယုံကတော့ယာယီယုံနေရာတွေရသွားပြီတရားလွှတ်တော်ယုံကျုပ်ယုံနဲ့ခုံယုံတို့လည်းယာယီယုံတွေရပြီတချို့ယုံတွေကတော့ကားပါကင်နေရာမှာယာယီတဲတွေနဲ့ယုံဖွင့်နေရတာရှိတယ်လို့နေပြည်တော်မှဝန်ထမ်းတရင်အင်းမြစ်ကပြောဆိုပါတယ် မတ်လ28ရက်နေ့ကငလင်လုတ်ခတ်မှုကြောင့်နိုင်ငံတဝန်းမှာလူနေအိမ်ပေါင်း6000ကျော်ဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်းပေါင်း3514ကျောင်းစာတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရုံးအဆောက်အုံ3688လုံးတံတားပေါင်း155စင်ဖျားစီဒီ9620စုပျက်စီးဆုံးရှုံးခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအကျဉ်းသားအကျဉ်းသူ4863ဦးနဲ့နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ73ဦးတို့ကိုလွန်ငိချမ်းသာခွင့်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကအကျဉ်းသားအကျဉ်းသူ4863ဦးနဲ့နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ73ဦးတို့ကိုယနေ့လွန်ငိချမ်းသာခွင့်ပေးကြောင်းထုတ်ပြန်လိုက်ပါတယ်။ယနေ့ကြာရောက်တဲ့မြန်မာနှစ်သက်ကူနေအဖြစ်လွန်ငိချမ်းသာခွင့်ပေးပြီးနောက်တစ်ကြိမ်ပြည်မှုကျွလွန်ဘာကတတ်တာခွင့်ပေးထားတဲ့ပြည်တံများကိုပါတပေါင်းနဲ့ကြာခံရမည်ဆိုတဲ့သတ်မှတ်ချက်နဲ့လွန်ငိချမ်းသာခွင့်ပေးခြင်းဖြစ်ကြောင်း ဒါအပြင်စစ်ကောင်စီကအခြားသောအကျဉ်းသားအကျဉ်းသူများကိုလည်းပြစ်ဒဏ်ရဲ့6ပုံတပုံလူငယ်ချမ်းသာခွင့်ပေးကြောင်းယနေ့ထုတ်ပြန်ကြေညာပါတယ်အကြံဖတ်မင်းအောင်လိုင်းကအာဆီယံခေါင်းဆောင်တွေနဲ့တွားရောက်တွေ့ဆုံရန်ရှိနေပြီးအဲ့ဒီတွေ့ဆုံမှုအတိမတ်ပြည့်မှုနဲ့ချီးကျူးမှုရရှိရန်အတွက်လူငယ်ချမ်းသာကွင်းမှာနိုင်ငံရေးအကျဉ်းသားတချို့ပါဝင်လာနိုင်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စောက်ကြီးထောက်လန်းရေးနည်းပညာ software များစစ်အုပ်စုထံရောင်းချခဲ့တဲ့ချက်နိုင်ငံအခြေစိုက် Compulsion Company ကိုအရေးယူရန်တောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ check တမရနိုင်ငံ break မြို့အခြေစိုက် digital မူကင်းစေပညာဆိုင်ရာ company compulsion ကစောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ mobile attic forensic pro ကိုမြန်မာစစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ထံကိုရောင်းချခဲ့တဲ့အတွက်စစ်ဆေးအရေးယူပေးရန် justice for myanmar gfm အဖွဲ့ကယနေ့ထုတ်ပြန်တောင်းဆိုလိုက်ပါတယ် Mobile Active Forensic Pro Software ဟာလုံခြုံရေးအကာအကွယ်များအားဖြတ်ကျော်နိုင်ခြင်းနဲ့လုံခြုံသောဆက်သွယ်ပြောဆိုမှု application များမှဖြတ်ထားပြီးတဲ့အချက်အလက်များအားပြန်လည်ဖော်ယူနိုင်ခြင်းတို့အပါအဝင်ဖုန်းများမှအချက်အလက်များအားထုတ်ယူပေးနိုင်ခြင်းတို့ကြောင့်လက်ရှိအချိန်မှာစစ်အုပ်စုအတွက်ကြီးစွာအသုံးဝင်နေတဲ့ software တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနည်းပညာ software ဟာမြန်မာစစ်အုပ်စုနဲ့လက်အောက်ခံရဲတပ်ဖွဲ့တို့မှ၎င်းတို့အတွက်အန္တရာယ်လို့ယူဆထားသူများအားပြင့်မှတ်ထားခြင်းစောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ဥပဒေမဲ့ဖမ်းဆီးခြင်းများလုံဆောင်ခြင်းများအတွက်စွမ်းဆောင်နိုင်မှုများရှိတယ်လို့လည်းဆိုပါတယ်။ ကွန်ဘယ်ဇန်ကုမ္ပဏီကစစ်အုပ်စုရဲတပ်ဖွဲ့ရဲ့စိုက်ဘာရာဇဝတ်မှုဌာနလိုင်စင်ဝယ်ယူမှုတက်တန်းတိုးပေးရန်ပေးပို့ခဲ့တဲ့တိုက်တွန်းနှိုးဆော်အီးမေးစာတွေကိုတွေ့ရှိခဲ့ကြောင်း Justice for Myanmar အဖွဲ့ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အဆိုပါပေးပို့ခဲ့တဲ့အီးမေးလ်များစွာအတွင်မှာ2021ခုနှစ်ဇူလိုင်လရက်စွဲနဲ့ check နိုင်ငံအခြေစိုက်ကွန်ဘယ်ဇန်ကုမ္ပဏီဝန်ထမ်းတဦးမှစစ်အုပ်စုရဲတပ်ဖွဲ့တံပေးပို့ခဲ့တဲ့အီးမေးလ်တစ်စောင်မှာ Apple Watch နိုင်မှတိုက်ရိုက်ဖတ်ရှုခြင်းလုပ်ဆောင်နိုင်ရန် Linux, Android နဲ့ mobile phone တို့ရဲ့ hardware များမှာဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက်၎င်းတို့ရဲ့ software အဆင့်မြင့်တင်ရန်တိုက်တွန်းပြောဆိုထားကြောင်းတွေ့ရှိခဲ့တယ်လို့ GFM ကပြောဆိုပါတယ်။ Mobile Attic Forensic Pro software ဟာ EU ရဲ့အရက်ဖတ်စစ်ပတ်နှမျိုးသုံးပစ္စည်းများစရင်ရဲ့အမျိုးအစား 5A004 မှာပါဝင်ပွဲရှိပါတယ်။ရင်အမျိုးအစားများမှာဖုန်းများအတွင်းမှာအချက်အလက်များအားထုတ်ယူရန်နဲ့လျှို့ဝှက်နံပါတ်များအားကျော်လွှားရန်အတွက်ဒီဇိုင်းထုတ်ထားတဲ့စနစ်များပါဝင်တယ်လို့ဆိုပါရစေ။ ဒါအပြင်၎င်းဟာမြန်မာနဲ့ပတ်သက်ပြီး2018ခုနှစ်ဧပြီလ26ရက်နေ့မှာချမှတ်ခဲ့တဲ့ EU ကြီးကြပ်မှုကောင်စီရဲ့တားမြစ်အရေးယူမှုများ2018မြင်းဆောင်640ပုံမှန်3ခခွေးနဲ့လည်းညှိစောနိုင်ပွဲရှိကြောင်း GFM ကထောက်ပြပြောဆိုပါတယ်။ Compelsin Company ရဲ့တန်ခတ်ပိတ်ဆို့မှုချိုးဖောက်မှုများနဲ့ပတ်သက်ပြီးဖော်ထုတ်တိုင်ကြားရေးနီလန်ကတစ်ဆင့် EU တံပြီးခဲ့တဲ့နှစ် February လအတွင်းကသတင်းပေးတိုင်ကြားခဲ့ပေမယ့်လက်ရှိအချိန်ထိအကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း Justice for Myanmar ကပြောဆိုပါတယ်။ ကွန်ဘယ်ဇင်ကုမ္ပဏီဘက်ကအဆိုပါ software ကိုမြန်မာနိုင်ငံကိုရောင်းချခဲ့ဒီမှာအာနာတိန်ချိုးပတ်မှုမတိုင်မီဖြစ်ကြောင်းနဲ့အဆိုပါ software ဟာလျှို့ဝှက်နံပါတ်များအားပေါက်ထွင်းဝင်ရောက်နိုင်ခြင်းသို့မဟုတ်ဖျက်ထားပြီးအချက်အလက်များအားပြန်ယူနိုင်မှုမရှိခြင်းကြောင့်ပို့ကုန်ခွင့်ပြုချက်ရယူရမလိုကြောင်းပြောဆိုခဲ့ပါတယ်။သို့သောယင်းပြောဆိုချက်မှာပင်ကုမ္ပဏီရဲ့ဈေးကွက်ကြော်ညာမှုနဲ့စန့်ကျင်နေကြောင်း GFM ကဆိုပါတယ်။ကွန်ဘယ်ဇင်ကုမ္ပဏီအနေနဲ့ဖြစ်နိုင်ရင်မြန်မာရဲတပ်ဖွဲ့တံပေးအပ်ခဲ့တဲ့ software ကိုဆက်လက်အသုံးပြုနိုင်ခြင်းမရှိစေရန်အဝေးထိန်စနစ်နဲ့ပယ်ဖျက်တဲ့နယ်လို့ GFM ကဆိုပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က Compulsion Company ကလက်ရှိဖြစ်ပွားနေတဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့မြန်မာရေးတပ်ဖွဲ့စီအစွမ်းထက်တဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကိုတိလျက်နဲ့ရောင်းချပေးအပ်ခဲ့တာဖြစ်ပါတယ်လို့ပြောပါတယ်။ ချက်ကုမ္ပဏီကမြန်မာစစ်အုပ်စုထံစစ်ဘက်အရက်ဖက်2မျိုးသုံးကုန်ပစ္စည်းများနဲ့ဤပညာများပေးအပ်ခဲ့ခြင်းဖြစ်တာကြောင့်စစ်အုပ်စုရဲ့ digital အာဏာရှင်စနစ်နဲ့လက်ရှိကျိုးလွန်နေတဲ့ရာဇဝဲမှုကြီးများမှာအပေးကူညီနေတာမျိုးမဖြစ်စေရန်အတွက်ချက်သမရနိုင်ငံမှာလည်းတာဝန်ရှိနေတယ်လို့ Compulsion အနေနဲ့လည်း၎င်းတို့ software ကိုမြန်မာစစ်အုပ်စုကနောက်ထပ်အသုံးပြုမရနိုင်ရေးအတွက်လုံနိုင်တဲ့မြတ်အစင်တိုင်းကိုလှုပ်ဆောင်သွားရမှာဖြစ်ကြောင်းမက်ယဒနာမောင်ကထပ်မံပြောကြားခဲ့ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ AA ကဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်ရေလုံသား55ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များစီကိုပြန်လည်လွှဲပြောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရခတ်တတော် AA ကဖမ်းဆီးထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား55ဦးကိုဧပြီလ16ရက်နေ့မွန်လယ်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နေကြာဆောင်တက် BGB ထံပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့သတင်းရရှိပါတယ်။၎င်းတို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာခရိုင်တက္ကနမြို့အနီးပင်လယ်ပြင်မှာငါးဖမ်းနေစဉ်အေအေကဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများဖြစ်တယ်လို့ဆိုပါရယ် ၎င်းတို့ကိုတက္ကနမြို့နယ် municipal area အတွင်းမှာရှိတဲ့ချော်ဒူရီပါရာရခိုင်ခေါ်မြင့်နားရွာအနီးမှာရှိတဲ့တက္ကနမြန်မာကွန်တိုရေးစိတ်ခံတံတားမှတစ်ဆင့်ယနေ့ April 16ရက်နေ့မွန်လွယ်ပိုင်းမှာဘင်္ဂလားနေကြာဆောင်တပ်ဖွဲ့ BGB ကပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်တက္ကနမြို့အခြေစိုက်အမတ်နှစ်ဘင်္ဂလားနေကြာဆောင်တပ်ဖွဲ့ BGB တက်ရင်မှုဒုဗိုလ်မှူးကြီး MD Ashkar Rahman ကအဆိုပါပင်္ဂလာရေလုံသားများကိုမြန်မာပင်လယ်ပြင်မှာငါးဖန်းစဉ်အရခတ်တတ်တော်အေမှဖန်းစီထိမ့်သိမ်းထားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါရတယ်။ ၎င်းတို့လွတ်မြောက်ရေးအတွက်စင်စက်မပြတ်ကြိုးပမ်းအားထုတ်မှုအပြီးမှာ BGB ဟာ၎င်းတို့ရဲ့ဗိုလ်တော်ဦးနေမှာပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ BGB ဟာ၎င်းတို့ကိုဗိုလ်တော်ဦးနေမှာပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့၎င်းကပြောကြားပါတယ်။သို့တော်လည်း AA ကဆက်လီများနဲ့ငါးဖက်ပိုက်များကိုပြန်လည်ပေးအပ်ခြင်းမရှိလို့ဆိုပါတယ်။တငါတဲ့များကို PGB ချုပ်နှောင်ထားပြီး၎င်းတို့ရဲ့မိသားစုများထံမလွဲပြောင်းမီ၎င်းတို့ရဲ့အချက်အလက်များကိုစုဆောင်းလျက်ရှိတယ်လို့သိရပါတယ်။တက္ကနမြို့မှာရှိတဲ့ကရုတ်ခါလီငါးဖန်းပုတ်ပိုင်ရှင်များအသင်းရဲ့အထွေထွေအတွင်းရင်းမှုအဘူခယ်မန်က ပြန်လည်ရောက်ရှိလာတဲ့96ဦးဟာ၎င်းတို့ရဲ့လေမြားမှငါးဖန်သမားများဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။သို့တော်လည်းအေအေကတာကာငွေ15သိန်းငွေကျပ်သိန်း300ခန့်တန်ဖိုးရှိသူ့လေနဲ့ငါးဖန်ပိုက်များကိုပြန်မပေးကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကန်ကတရုတ်သွင်းကုန်များအပေါ်အခွန်245ရာခိုင်နှုန်းအထိတုံ့မြင့်ကောက်ခံမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေရိကန်တမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကတရုတ်သွင်းကုန်များအပေါ်စီးကျက်ခွန်245ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းကြေညာခဲ့ပြီးအမေရိကန်နဲ့တရုတ်အကြားကုန်သွယ်ရေးပြည်ပခတ်တိတိတတ်တမြင့်တက်လာခဲ့ပါတယ်။တရုတ်ရဲ့မကြာသေးမီကပို့ကုန်ကတ်သက်ချက်များနဲ့လက်တုံပြန်အခွန်ကောက်ခံမှုများအပေါ်တုံ့ပြန်တဲ့အနေနဲ့အင်ဖြူတော်ကအဆိုပါဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးအသေးစိတ်ကိုဧပြီလ15ရက်နေ့ညနေပိုင်းမှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ တရုတ်ဟာ၎င်းရဲ့လက်တုံပြန်တဲ့လုပ်ရည်များကြောင့်ယခုအခါအမေရိကန်ကိုသွင်းကုန်များအပေါ်အခွန်145ရာခိုင်နှုန်းကောက်ခံမှုနဲ့ရင်ဆိုင်ရတော့မှာဖြစ်ကြောင်းအဲ့ဒီအစီအစဉ်ဟာအမေရိကန်ဦးစားပေးကုန်သွယ်ရေးမူဝါဒမှာတစိ့တပိုင်းအနေနဲ့ပါဝင်မှာဖြစ်ကြောင်းအင်ပူတော်ကပြောကြားပါတယ်တရုတ်ဟာစစ်ဘက်အာကာသနဲ့တပိုင်းလျက်ကူးပစ္စည်းလုပ်ငန်းများအတွက်အရေးပါတဲ့ Galium, Germanium နဲ့ခနောက်စိမ့်အပါအဝင်အရေးကြီးအစိမ့်မြင့်ဤပညာပစ္စည်းများကိုတမင်ယူရကျက်ရှိရှိကန့်သက်ထားကြောင်းအမေရိကန်အစိုးရကစွပ်စွဲထားပါတယ် ိတ်မကြသေးမီကတရုတ်နိုင်ငံဟာအကြီးစားမြေရှားတပ်တူ6မျိုးနဲ့မြေရှားတန်လိုက်များတင်ပို့မှုကိုဆိုင်းငံ့ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်အတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းများစွာကိုပုံမတင်ကျပ်စွာချုပ်ကင်လာခဲ့ပါတယ်။တရုတ်ဟာပြီးခဲ့တဲ့လအနည်းငယ်ကဂယ်လီယန်၊ဂျာမနီယန်၊ခနောက်စိန်းနဲ့စစ်ဘက်မှာအသုံးပြုနိုင်ရည်ရှိတဲ့ဤပညာမြင့်အရေးကြီးပစ္စည်းတွေကိုအမေရိကန်တို့တင်ပို့ခွင့်ကိုတားမြစ်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီသတင်းပတ်ထဲမှာကိုပဲတရုတ်ဟာကမ္ဘာတဝန်းကကားထုတ်လုပ်ရေးလုပ်ငန်းတွေအာကာသပစ္စည်းကရိယာထုတ်လုပ်ရေးကုမ္ပဏီတွေဒပိုင်းလျက်ကူးပစ္စည်းကုမ္ပဏီတွေနဲ့စစ်ဘက်ဆိုင်ရာကွန်ထရိုက်တာတွေအတွက်ထောက်ပံ့ရေးကွင်းဆက်တွေကိုဖျက်တောက်ဖို့အကြီးစားမြေရှားတပ်တု6မျိုးနဲ့မြေရှားတန်လိုက်ပစ္စည်းတွေတင်ပို့တာကိုဆိုင်ငံ့ခဲ့ပါတယ်လို့အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အပြန်အလှန်လက်တော့ပြန်မှုများမြင့်တက်လာခဲ့ပြီးတရုတ်ဟာဧပြီလ17ရက်နေ့မှာအမေရိကန်ကုန်စည်များအပေါ်အခွန်125ရာခိုင်နှုန်းထိတိုးမြင့်ကောက်ခံခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအခြားနိုင်ငံများမှကုန်စည်များအပေါ်ထက်တိုးခွန်ကောက်ခံမှုများကိုရက်60ကြာဆိုင်းငံ့ထားခဲ့ပေမဲ့လည်းတရုတ်သွင်းကုန်များအပေါ်အခွန်145ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံပြီးနောက်တရုတ်ကယင်းကဲ့သို့အခွန်တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ ထရမ့်အစိုးရကမဟာဗျူဟာရအရေးပါတဲ့အရင်းအမြစ်များတင်သွင်းမှုကိုနိုင်ငံတော်အဆင့်လုံခြုံရေးစစ်ဆေးမှုများစတင်နေပြီဖြစ်ကြောင်းလဲအင်ဗျူတော်ကထုတ်ပြန်ခဲ့သောကြောင့်အမေရိကန်ဟာခင်မီထုတ်လုပ်ရေးနဲ့ကာကွယ်ရေးနည်းပညာများအထွတ်အရေးပါတဲ့ပစ္စည်းများအထွတ်ပြပနိုင်ငံများအပေါ်မိခိုနေရမှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုမြင့်တက်လာသည်မှာထင်ရှားလာပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်အနေနဲ့ပြဿနာတွေဖြေရှင်းလို့ရင်ချင်းချောင်းမှုတွေရပ်တန့်ဖို့လိုတယ်လို့တရုတ်ကပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံအနေနဲ့တရုတ်နိုင်ငံနဲ့ဖြစ်ပျက်နေတဲ့ပြဿနာတွေကိုအမှန်တကယ်ဖြေရှင်းကျင်နေဆိုရင်ချိန်ချောက်မှုတွေလုပ်နေတာတွေကိုအရင်ရက်တန့်တင်တယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ကျင်ကဧပြီ16ရက်နေ့မှာပြောကြားလိုက်ပါတယ်။အောက်ခွန်စစ်ပွဲကိုအမေရိကန်ဘက်ကစတင်ခဲ့တာဖြစ်လို့တရုတ်အနေနဲ့ဆွေးနွေးဖို့စတင်ကန့်လန့်စရာမရှိတယ်လို့နိုင်ငံတော်အကျိုးစီးပွားကာကွယ်ဖို့အတွက်လိုအပ်တယ်လို့တုံ့ပြန်သွားမယ်လို့လီကျင်ကပြောဆိုပါတယ်။ ုံသွဲစစ်ပွဲအကောက်ခွန်စစ်ပွဲတွေမှာအနိုင်ရသူမရှိနိုင်တယ်လို့အဆိုပါစစ်ပွဲကိုမလိုလားပေမဲ့စစ်ပွဲဖန်တီးလာမယ်ဆိုရင်တော့အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့လည်းတရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ကျင်ကထပ်မံပြောဆိုသွားပါတယ်တရုတ်အနေနဲ့ဆွေးနွေးကမ်းလှမ်းမှုကိုမလိုဘူးဆိုရင်နောက်ထပ်အခွန်တိုးမြင့်ကောက်ခံမှုတွေနဲ့ရင်ဆိုင်ရမယ်လို့ဧပြီလ15ရက်နေ့ကအင်ပြူတော်သတင်းစာရှင်းလင်းပွဲမှာပြောခွင့်ရအမျိုးသမီးကာရိုလိုင်းလေဗစ်ကပြောဆိုခဲ့တဲ့အပေါ်လင်ကျင်ကတုံ့ပြန်ပြောဆိုသွားတာဖြစ်ပါတယ်အဲ့ဒီနောက် သူဘာဆက်လုပ်မလဲဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းရဲ့အဖွဲ့ဟာငလင်တန်ကင်းတမန်ကင်းကိုအကြောင်းပြပြီးကျင်စာဥဇနီးမောင်နဲ့ဟန်နီမွန်ထွက်တယ်လို့တာယာကြည်နုနေပေမဲ့ဟန်နီမွန်ကာလလွတ်မြောက်သွားကပြန်လည်တိဆောက်ရေးအတွက်ငွေများလိုအပ်လာနေပြီဖြစ်ပါတယ်။အဆိုပါငွေများကိုဘယ်ကရှာကြံရပါမည်လဲ။ခေါင်း၆အောင်စဉ်းစားရပေတော့မယ်။ အမေရိကန်ဘူမိဗေဒလေလာတိုင်းတာရဲ့အဖွဲ့ကအပြည့်အစည်းများရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ10ဘီလီယံကျော်နိုင်တယ်လို့ခန့်မှန်းထားပြီးအဲ့ဒီပမာဏဟာနိုင်ငံရဲ့အမျိုးသားထုတ်ကုန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းခန့်ရှိနေပါတယ်။မြို့ပေါင်း58မြို့ထိကိုက်ပျက်စီးသွားရပြီးလူဦးရေ18တန်းခန့်ငလင်တန်ခံခဲ့ရတဲ့အနက်ကိုးတန်းကျော်ဟာအရေးတကြီးအကူအညီများလိုအပ်နေပါတယ်။ 2024ခုနှစ်မှာထုတ်ပြန်တဲ့နိုင်ငံတကာကြွေးမီအစီရင်ခံစာအရမြန်မာနိုင်ငံရဲ့အကြွေးဟာစုစုပေါင်း American Dollar စနစ်တသက်မှာ1ဘီလီယံရှိနေတယ်လို့သိရပါဗျ။အဆိုပါကြွေးမီပမာဏရဲ့36ရာခိုင်နှုန်းကိုဂျပန်နိုင်ငံထံမှတရားဝင်ဖွံ့ဖြိုးမှုအကူအညီ ODA နဲ့တတ်တာတဲ့အတွန်းနှုန်းနဲ့နှိရှေချင်းငွေ concession နဲ့လုံးနဲ့ချီယူထားခြင်းဖြစ်ပါတယ်။25ရာဂိုင်နှုန်းအပြင်ပုဂ္ဂလိကဘဏ်များမှချီယူထားပြီး28ရာဂိုင်နှုန်းဟာကမ္ဘာ့ဘဏ်အာရှဘဏ်ကဲ့သို့နိုင်ငံတကာဘဏ်နာရေးအဖွဲ့အစည်းများထံမှဖြစ်ပါတယ် 600ခိုင်နှုန်းကတော့တရုတ်ထံမှဖြစ်ပါတယ်။ယခုပြန်လဲတိဆောက်ရေးအတွက်ချီယူမည်ဆိုပါကအကြွေများထပ်ပြီးလာဖို့သာရှိနေပါတယ်။ထပ်အပိခံနိုင်သည့်ထောင်း၎င်းတို့ရဲ့စီးပွားရေးစီမံခန့်ခွဲမှုများကိုကြည့်ပါကမြည်သူကားများယုံယုံကြည်ကြည်နဲ့ချီငါရေးကြတော့မှာမဟုတ်ပါဘူး။နိုင်ငံရေးမတည်ငြိမ်မှုများစီးပွားရေးကိုရေတိုသာကြည့်တတ်တဲ့တလွဲတချော်စီမံခန့်ခွဲမှုများကြောင့်ရင်းရင်ချိနဲ့လာနေတဲ့ဈာမယခုအခါတဘာဝဘေးအန္တရာယ်ကြီးထပ်မံရင်ဆိုင်လာနေရပြီဖြစ်ပါတယ်။ စစ်တပ်အတွင်အမိန်ပေးအမိန်ခံစနစ်နဲ့နေထိုင်လာခဲ့ရပြီးအလေအလတ်အစစ်စီမံခန့်ခွဲရေးများလောက်တာလှုပ်ဆောင်နိုင်စွမ်းရှိတဲ့စစ်ပတ်အရာရှိများဟာတိုင်းပြည်ရဲ့စီးပွားရေးနိုင်ငံရေးမူဝါဒများကိုဥဆောင်ရေးဆွဲချမှတ်ဖို့ဖြစ်လာရတဲ့အခါမှာတော့မြောက်အုံတီရတယ်လို့အလွဲ့လွဲ့အချော့ချော့မလုတ်တက် မကင်တက်ဖြစ်နေတဲ့ကြားမှာပြန်လဲတိဆောက်ရေးဆိုတဲ့လွန်စွာကြီးလေးတဲ့တာဝန်တွေကိုအဘယ်တို့များထမ်းရွက်နိုင်ကြပါအောင်မီနီလက်ရှိမှာစစ်ကောင်စီအဖွဲ့ကခေါင်းတမုံမော့လက်တမုံမော့နဲ့လိုက်လံကြည့်ရှုရင်အချိန်ကုန်နေကြပါတယ် တကယ်တမ်းမှာတော့အဲ့ဒီဒဏ်တွေကိုပြည်သူတွေကသာခါးစည်းခံကြရတော့မှာဖြစ်ပါတယ်ပြည်သူများအဖို့က၎င်းတို့ရုံရုံကြည်ကြည်နဲ့ရွေးချယ်တင်မြှောက်ထားကြသူများမဟုတ်ပဲလက်နက်အားကိုနဲ့အာဏာကိုနိုင်ထက်စီးနှင်လူယူကအတ္တမအုတ်ချုပ်နေကြသူများဖြစ်နေ၍လဲမျက်နာကိုမမြင်ခြင်းလောက်အောင်ယွန်းရှာမုတ်တီးနေကြသည်မှလည်းအဆန်းတကျယ်တော့မဟုတ်ပါဘူးလက်ရှိငလင်ကြီးကိုနိုင်ငံတကာမှကေစေထောက်ပံ့ရေးအတွက်အရက်ဖတ်အဖွဲ့အစည်းများကိုဥဆောင်လာနိုင်အောင်ပီအာပေးနိုင်မှသာငလင်ဘေးတင်ပြည်သူများအားထိရောက်တဲ့အကူအညီများပေးနိုင်မှာဖြစ်ပါတယ် နိုင်ငံတကာမှ၎င်းတို့နိုင်ငံကိုအုပ်ချုပ်ထိုက်သူများဟုပြောင်းလဲရှုမြင်လာဖို့ဆိုသည်ကလက်ရှိငလင်ကြီးနဲ့ပတ်သက်ပြီးကောင်းစွာကင်တွယ်နိုင်စွမ်းရှိမရှိအပေါ်မူတည်နေပါတယ်။အဲ့ဒီလိုအရေးချင်းစစ်စာမေးပွဲမှာလဲရှုံပြီးရင်ရှုံနေမြဲပင်ဖြစ်ပါတယ်။ညံအမျော်မြင်မဲ့မှုအကြောက်တရားနဲ့မတော်လောဘတို့လွှမ်းမိုးခံထားရတဲ့ကန်းကုံအောင်မိုက်ခဲ့ကြတဲ့အတွက်စစ်ကောင်းဆောင်လုံနေသူများဟာလေးနှစ်လုံးလုံးတရက်တလေးမှစိတ်အေးချမ်းသာနေခဲ့ကြရသည်ဟူ၍မရှိဘဲဖျက်ဆီးခဲ့ကြရရှာသူများလည်းဖြစ်ပါတယ်။ ယခုလည်း NOR ရွတ်ပြမဲ့အချက်၅ချက်ကိုနားထောင်ရင်ဘန်ကောက်ကိုတွားအောင်မှာဖြစ်ပါတယ်။၎င်းကိုလက်ရှိအာဆီယံဥက္ကဋ္ဌမှပထမဆုံးချိန်လူရသွင်းပြီးခေါ်တွေ့ခဲ့ခြင်းဖြစ်ရာပြည်တွင်းမှာဝါဒဖြန့်နိုင်အုံမီဖြစ်၍တီးခန့်နားထောင်ပေးရမယ့်အတွေ့အမျိုးသာရှိပါတယ်။၎င်းအာနာတီမြဲရေးအတွက်ပြည်သူများခေါင်းထောင်မထလာနိုင်အောင်ညံနီညံတဲ့မျိုးစုံထုတ်ပြီးနှိတ်ကွနေတဲ့အဓမ္မဝါဒီကိုအာဆီယံဘက်မှဖုတ်ဖက်ခါနေရာပေးလာတဲ့အဖြစ်မျိုးကိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအဖွဲ့များမှပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုလိုက်ပြီးဖြစ်ပါတယ် အန်နဝါနဲ့တာစင်ကမင်းအောင်လိုင်အခက်တွေ့နေပြီဖြစ်တဲ့အတွက်၎င်းတို့နားချရင်အကောင်းဆုံးအချင်းလို့ယူဆနေကြပါတယ်။မင်းအောင်လိုင်အဖို့ကအခက်တွေ့နေတာမှန်တော့လဲ၎င်းအာနာတီမျက်ရည်အတွက်ဘာဆိုဘာနဲ့မှအလဲတက်လုံမိသူမျိုးမဟုတ်တီကတေးကြနေပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လန့်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။